အားလုံးမင်္ဂလာပါ PK Smart Tutorial မှာကျေးဇူးပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကတော့ကျွန်တော် YouTube Terminal လောက်တဲ့နီလန်လေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် YouTube Terminal ကိုကျွန်တော်တို့ AI နဲ့ဘယ်လိုလုပ်လို့ရလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုကစာအုပ်တစ်အုပ်ဆိုကြပါစို့ကျွန်တော်တို့ဒီစာအုပ်ကိုလူတွေစိတ်ဝင်စားလာအောင်ဖတ်ချင်စိတ်ပေါက်လာအောင်ကျွန်တော်တို့ကဒီ Terminal နဲ့ဆွဲဆောင်ရတာဖြစ်ပါတယ်ဒါပါဒါဆိုလို့ရှိရင်ကျွန်တော်တို့စကားတွေအများကြီးပြောမနေကြတော့ပဲကျွန်တော်တို့ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင် ဒီဗီဒီယိုမှာတော့ကျွန်တော်က application လေး၃ခုကိုအသုံးပြုသွားမှာဖြစ်ပါတယ်။အဲအဲ့ဒါတွေကတော့ကျွန်တော်ဒီ Dixic AI ရဲ့ကျွန်တော်က Leonardo AI နဲ့ကျွန်တော်တို့ဒီ video editing app ဖြစ်တဲ့ mobile video editing app ဖြစ်တဲ့ကျွန်တော်တို့ဒီ InShot application လေးပေါ့နော်။ဟုတ်ကဲ့ပါကျွန်တော်တို့အရင်ဆုံးဒီ Dixic တဲ့ကိုသွားလိုက်မယ်နော်။အဲထဲမှာကျွန်တော်တို့က ဒီ cryptocurrency နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က YouTube terminal လို့ကိုဒီ PC AI ကိုကျွန်တော်တို့ prompt ခုရေးပေးပါဆိုပြီးတော့မှကျွန်တော်တို့ဒီဒီမေးလိုက်မယ်။ဒါတို့ရှင်သူက prompt နဲ့ရေးပေးရေးပေးနေပြီဖြစ်ပါတယ်နော်။ကျွန်တော်တို့ကဒီနေရာနေပြီးတော့မှကျွန်တော်တို့ကြိုက်တဲ့ prompt ခုကိုကျွန်တော်တို့က copy ယူလိုက်โอเคอยู่เป็นเจ้าเรา Leonardo AI มาตั้วมั้ย ဲ့ဒီမှာဒီအောင်နာလေးရပါတော့เนาะ image generate အဲ image generate ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒီကောင်လေးကိုနှိပ်လိုက်ပါ Okay ဒီနေရာကိုရောက်ရင်ကျွန်တော်တို့ဒီဒီ setting လေးတဲ့သွားဖို့မမေ့ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က YouTube YouTube ရဲ့ကျွန်တော်တို့ဒီ ratio ကိုရွေးရမှာဖြစ်ပါတယ်68:9ဖြစ်ပါတယ်ဒါလေးပါဒီ YouTube ရဲ့ ratio က68:9ဖြစ်ပါတယ် အဲကျွန်တော်တို့ကဒီ60 is to 9ရွေးထားမှာကျွန်တော်တို့ရဲ့ဒီတမ်မနီယာ YouTube မှာကျွန်တော်တို့ထည့်လို့ရှိရင်အဆင်ပြေမှာဖြစ်ပါတယ်โอเคကျွန်တော်တို့ခဏနေရ copy ယူလာတာလေးကိုဒီမှာကျွန်တော်တို့ paste ချလိုက်မယ်ပြီးရင် generate လုပ်လိုက်ရုံပါပဲဒီမှာတစ်ခုရှိတာကကျွန်တော်တို့ဒီ coin လေးတွေပေါ့เนาะအဲ့ဒီကောင်လေးတွေကိုကျွန်တော်တို့က delete ပြရမှာဖြစ်ပါတယ်အဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီ free လုပ်နေတာဆိုတော့ကျွန်တော်တို့ကဒီ coin လေးတွေလိုပါတယ်အဲ့တော့ကျွန်တော်တို့ Gmail account များများရှိဖို့လည်းလိုအပ်ပါတယ် โอเคဒါဆိုလို့ရှင်သူကပုံလေးတွေထုတ်ပေးနေပြီဖြစ်ပါတယ်โอเคဒါလို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံလေးတွေရပြီပေါ့เนาะဒီကိစ္စမှာကျွန်တော်တို့ចាញ់နေတဲ့ပုံလေးတစ်ခုကိုយွေးလိုက်ပါយွေးပြီးရင်ကျွန်တော်တို့ကဒါလေးကို download ဖွဲလိုက်ဒီកောင်လေးပေါ့เนาะအဲ့ဒီកောင်လေးနေပြီး download ဆွဲရမှာဖြစ်ပါလေ โอเคဆေးပြီးသွားပြီဆေးပြီးသွားရင် ကျွန်တော်တို့က insure application နဲ့ကိုဝင်မယ်ပြီးရင်ကျွန်တော်တို့က terminal လုံးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ photo ဆိုတာလေးကိုရွေးပေးလိုက်ပြီးရင် new ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ကခဏနေရပုံလေးကိုမနှိပ်သေးဘူးကျွန်တော်တို့ဒီအပေါ်မှာပေါ့နော်ကျွန်တော်တို့ထည့်ချင်တဲ့ပုံလေးကိုအရင်ထည့်လိုက်ပါကျွန်တော်ဥပမာ အဲလူတယောက်က presentation လုပ်နေတဲ့ပုံစံမျိုးပေါ့နော်အဲဒီကောင်လေးထည့်ရင်ကျွန်တော်ဒီပုံလေးလောက်လောက်ထားပြီးသားရှိတဲ့အတွက်ကျွန်တော်ဒီပုံလေးကိုရွေးလိုက်မယ်ရွေးပြီးရင်ကျွန်တော်ကဒီကောင်လေးပေါ့နော်အဲဒီကောင်လေးကိုနှိပ်လိုက်ပါအဲ့ဒါကကျွန်တော်တို့ဒီနောက်က background တွေကိုကျွန်တော်တို့ဖြောက်ပေးတဲ့နေရာလေးဖြစ်ပါတယ် okay ပြီးရင်ကျွန်တော်တို့ကဒီ background ပေါ့နော် background ကိုကျွန်တော်တို့ကခဏနေရာပုံလေးကိုချိန်မယ်ပြီးရင်ကျွန်တော်တို့ကဒီပုံရွေးတဲ့နေရာလေးကိုနှိပ်လိုက်ပါ ီကောင်လေးဖြစ်ပါတယ် Okay ဒါမကြည်သေးဘူးပေါ့နော်ဒီအပေါ်နားလေးမှာကျွန်တော်တို့ကြည်ရဟာလေးကိုရွေးပေးရမှာဖြစ်ပါတယ်အပေါ်မှာကျွန်တော်တို့ရွေးတရားလေးတွေရှိပါတယ်ဒီကောင်လေးပါအကောင်လေးကတော့ကြည်အကောင်လေးရွေးလိုက်ကျွန်တော်ကြည်သွားမှာဖြစ်ပါတယ်။ Okay ပြီးရင်ကျွန်တော်တို့ရဲ့ဒီလူပုံလေးကိုကျွန်တော်တို့ကအဲကိုစနစ်တက်တဲ့အနေသားလေးရအောင်ရွှေ့လိုက်ပါတော့။ ဒီမှာကျွန်တော်တို့ test တွေထည့်ခြင်းလည်းရပါသေးတယ်။ကျွန်တော်ကတော့မထည့်တော့ဘူး။ပြီးရင်ကျွန်တော်ဒီ export ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ terminal ကရပါပြီ။နောက်တစ်မျိုးကကျွန်တော်တို့ဖြစ်ရှင်တဲ့အကြောင်းအရာကိုဒီ AI ကိုကျွန်တော်တို့အလုံးစုံ ခိုင်းမှာဖြစ်ပါတယ်။ကျွန်တော်အရင်ဆုံး TC AI နဲ့ကိုသွားမယ်။ဥပမာကျွန်တော်ကဒီကောင်လေးတစ်ယောက်ကပေါ့နော်တခုခုကိုလွမ်းနေတဲ့ပုံစံမျိုးနဲ့ကောင်းငင်ကြီးကိုကြည့်နေတယ်ပြီးတော့သူ့ရဲ့ဘေးမှာခွေးလေးတစ်ကောင်လည်းရှိတယ်ပြီးတော့မြူတွေလည်းစိုင်းနေတယ်ပေါ့နော်။အဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်က terminal လုပ်မယ်။ အသေးစိတ်ကိုကျွန်တော် DCAI မှာရေးပြီးတော့မှကျွန်တော်ကသူ့ကိုပရိုနဲ့ရေးခိုင်းလိုက်မယ်။ Okay ပရိုနဲ့ရသွားပြီဆိုရင်ကျွန်တော်ဒီပရိုလင့်ကိုကျွန်တော်တို့က copy you ယူပြီးရင်ခဏနေရလို့ပဲထုံစံတိုင်းကျွန်တော်တို့ Leonardo Leonardo AI နဲ့ကိုပဲသွားမယ်။ပြီးရင်ဒီအောက်က image transfer လေးကိုနှိပ်လိုက်ပါ။ okay နေပြီးသွားရင်ကျွန်တော်တို့အရေးလက်စားဟာလေးတွေရှိရင် clear လောက် ဒီမှာ setting နဲ့ကိုဝင်ပြီးတော့မှ YouTube ရဲ့ကျွန်တော်တို့ video ratio ဖြစ်တဲ့68:9ကိုရွေးဖို့မမေ့ပါနဲ့အဲ့တော့မှကျွန်တော်တို့ရဲ့ thumbnail က quality ဖြစ်မှာဖြစ်ပါတယ် Okay ပြပြီးတော့အရင်ကျွန်တော်တို့တစ်ချက်ပြန်ထွက်လိုက် ေးဒါဆိုလို့ရှိရင်ကျွန်တော်ခဏနေရာကော်ပြီးယူလာတယ်ကိုပေးချမယ်ပြီးရင်ကျွန်တော်လေးလိုလိုက်ယူပါပဲဒီမှာတခုမမေ့ပါနဲ့ကျွန်တော်တို့ဒီပုံတပုံထုတ်တိုင်းမှာကျွန်တော်တို့က quine quine ကိုကုန်ကြမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဂျီမေးကောင်းနေများများဖွင့်ထားဖို့လိုတယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပုံလေးစားထုတ်နေပါပြီ။ Hmm ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပုံလေးတွေရပါပြီ။ဒီထက်ကမှကျွန်တော်တို့ဂျန်နေတဲ့ပုံလေးတစ်ခုကိုရွေးလိုက်။ ဒီပညာလေးတိုးတက်လာတာနဲ့များကျွန်တော်တို့ရဲ့အလုပ်တွေကလည်းအချိန်ကုန်ပြီးတော့မှလူတက်တာတယ် quality လည်းကျွန်တော်တို့အရင်ဆိုးမနေဘူးပေါ့နော် ပို့ပြီးတော့တော့မှကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ် okay ကျွန်တော်တို့ပုံတော်ပုံရွေးလိုက်မယ်ရွေးပြီးရင်ကျွန်တော်တို့ကတောင်းလို့ဆွဲလိုက်ပြန်ကျွန်တော်တို့ InShot application နဲ့ဝင်မယ်။ ပြီးရင်ညီကိုနေလိုက်ကျွန်တော်တို့ရဲ့ခဏနေရပုံလေးကိုရေးပေးလိုက်ပါဒီမှာကျွန်တော်တို့ရေးချင်တဲ့စာလေးတွေရေးလို့ရပါတယ်ပုံကြီးပဲဆိုတော့ကျွန်တော်တို့ကတိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်တမ်နီဆိုတော့ကျွန်တော်တို့ဒီစာလေးလို့ရေးမယ်လွမ်းနေတာလေးနဲ့လိုက်ဖတ်သွားအောင်ပေါ့နော်ကျွန်တော်မင်းပဲရောက်နေတယ်လို့ကျွန်တော်ရေးလိုက်မယ်โอเคဒါကျွန်တော်ဖောင်ပြောင်းထားတဲ့အတွက်ဒီဖောင်ကမလာဘူးပေါ့နော်ကျဲနေတယ်အဲ့ဒီကောင်လေးကိုပြောင်းမယ် ဲ့ကောင်ပြောင်းဖို့တော့ကျွန်တော်တို့ဒီအောက်မှာပေါ့နော်ဒီအယောင်စုံလေးတွေရှိတယ်ကျွန်တော်တို့ font size တွေပြောင်းလို့ရတယ်အစုံလုပ်လို့ရတယ်ပေါ့နော်ဒီကျွန်တော်တို့ရေးထားတဲ့ဟာလေးတွေကိုဒီကောင်လေးတွေပါ okay ကျွန်တော်တို့ကဒီ font ကမကောင်းဘူးပေါ့နော်ဒီ font ကကြည့်ရတာအဆင်ပြေမနေဘူးอืมဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ font ကြီးကနည်းနည်းလေးစိတ်သွားပြီပေါ့နော် ဆိုလို့ရှိရင်ဆင်ပြေသွားပြီပြီးရင်ကျွန်တော်တို့ရဲ့ဒီဒီစလုံးအလှလေးတွေထည့်မယ်ပေါ့နော်ဒီစလုံးအလှလေးတွေကျွန်တော်တို့ထည့်တာအဲမသိလို့ရှိရင်လည်းကျွန်တော်ဒီ share video တွေမှာကျွန်တော်လုပ်ထည့်တာဖြစ်ပါတယ်ကျွန်တော်ဒီပုံမှာကျွန်တော် tactic တွဲပေးထားပါမယ် GPU လေးကိုကြည့်လိုက်ပါ okay ဒါဆိုရင်ကျွန်တော်တို့ form လေးတွေပြောင်းမယ် အရောင်လေးလည်းကျွန်တော်တို့ကြိုက်တဲ့အဲဒီဒီဇိုင်းလေးတွေပေါ့ဒါကတော့ဒီဒီသူ့ရဲ့ဒီဒီ application ထဲမှာပါတဲ့ဒီဒီဇိုင်းလေးတွေပေါ့နော်အဲဒီအားမှာကျွန်တော်တို့ကြိုက်တဲ့ဓာလေးကိုယူပြီးတော့သုံးလဲရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကျွန်တော်တို့ကြိုက်နေတဲ့အရောင်ကိုကျွန်တော်တို့ကိုယ်ပိုင်ဒီအပေါ်လေးမှာယူပြီးတော့မှသုံးလဲရပါတယ်ပြန် export လုပ်လိုက်ပါ ဒါကတော့ဒါဒီတခြင်းနေတင်လို့ရှိရင်ပေါ့နော်ဒီလိုက်ဖတ်တယ်ပေါ့နော်အဲဒါမျိုးတမ်နီလေးတွေရပေါ့โอเคနောက်တစ်မျိုးကတော့ဒီရှေ့အကောင်လေးနဲ့နည်းနည်းဆင်တူတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီတခြင်းတွေအတွက်မဟုတ်ဘဲねကျွန်တော်တို့ကဥပမာကျွန်တော်တို့ဒီ business တို့ဘာလို့ပေါ့နော်အဲအဲ့လိုမျိုး video တွေအတွက်ကျွန်တော်တို့က template လုပ်မယ်ဆိုလို့ရှင်လေဒီ DCAI ကို pro နေရေးခိုင်းလို့ရတယ် ထုံးစံတိုင်းကျွန်တော်တို့က DC AI နဲ့ဝင်လိုက်ပါပြီးတော့ကျွန်တော်တို့ကဒီ business အကြောင်းပေါ့နော်ပြောပြမယ့် video အတွက် template တစ်ခုဖန်ပြီးကိုကျွန်တော်တို့ prompt တစ်ခုရေးပေးပါဆိုပြီးတော့မှကျွန်တော်တို့အဲဒီဒီ DC AI ကိုရေးခိုင်းလိုက်မယ် Okay ဒါဆိုလို့ရှိရင် DC AI ကကျွန်တော်တို့ကို prompt ရေးပေးနေပါပြီ ပြီးရင်ကျွန်တော်တို့ဒီ prompt လေးကိုကျွန်တော်တို့ copy ယူလိုက်မယ် Okay copy ယူပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ Leonardo AI ကိုလည်းသွားမယ် အဲ့ဒီမှာ30တိုင်းကျွန်တော်တို့ကဒီ image channel ကိုသွားပါတော့ဖြစ်ရင်ဒီနေရာလေးမှာရေးလာရေးလက်စားဟာလေးတွေကိုကျွန်တော်တို့က clear လုပ်လိုက်မယ်ဒီလုပ်ပြီးရင်ကျွန်တော်တို့က base ချ ပြင်စတင်တဲ့ဝင် 60s to 9ပေါ့နော်အဲ့ဒီကောင်လေးကိုရွေးပေးလိုက်ပါဒီကောင်လေးကိုခဏခဏပြောပြနေတာကကျွန်တော်အရေးကြီးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီကောင်လေးကိုမရွေးမိလိုက်တဲ့အခါကျွန်တော်ရဲ့ thumbnail ကလည်းကျွန်တော်တို့ YouTube မှာ YouTube ဗီဒီယိုမှာထည့်ဖို့အဆင်မပြေပါဘူးဒါလေးတွေကတော့ကျွန်တော်တို့တခြား Facebook တို့ Instagram တို့ TikTok တို့အတွက်လည်းလုပ်လို့ရပါတယ်เนาะ โอเคပြီးရင်ကျွန်တော်တို့ရဲ့ coin လေးတွေကိုလည်းစစ်ကြည့်ပါကျွန်တော်တို့ email ကောင်းအများများရှိဖို့လိုအပ်ပါတယ်ကျွန်တော်တို့က free သုံးနေတာအတွက်ဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကဒီ generate လုပ်လိုက်မယ် ခုဆိုရင် ကျွန်တော်တို့ Leonardo AI ကကျွန်တော်တို့ကိုပုံလေးတွေထုတ်ပေးနေဖြစ်ပါတယ် Okay ဒါဆိုလို့ချင်းကျွန်တော်တို့ရဲ့ပုံလေးရပါပြီအရှင်ပြေတယ်ပေါ့နော်မစိုးဒီလေးကနေပြီးတော့မှကျွန်တော်တို့ကကြိုက်တဲ့ပုံလေးကိုရွေးလိုက်ပြီးပြီးရင်ကျွန်တော်တို့ကခဏနေရလို့ပဲကျွန်တော်တို့ download ဆွဲလိုက်မယ် ခေတ်မှာကျွန်တော်တို့ကြိုင်နေတတ်တဲ့ပုံလေးကိုရွေးပေးလိုက်ပါရွေးပြီးရင်ကျွန်တော်တို့ကဒေါင်းလုဆွဲပေးလိုက်โอเคဒါဆိုလို့ရှင်စေသွားပြီဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကထုံးစံတိုင်း in short application တွေကိုဝင်မယ် ွင့်ပေးရင်ကျွန်တော်တို့ခဏနေအပုံမျိုးရွေးပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်အဲ့ဒီမှာကျွန်တော်တို့ကဒီ YouTube ဗီဒီယိုအတွက်ဖြစ်တဲ့အတွက်ကျွန်တော်တို့က 60s အဲ 60s to 9ကိုရွေးလိုက်ပါတော့ခဏနေကကျွန်တော်တို့ဟိုဘက်မှာကျွန်တော်တို့ 60s to 9ရွေးမထားလို့ရှိရင်ဒီမှာအဆင်မပြေပါဘူး ဒီရောက်မှကျွန်တော်တို့က60 to 9ကိုရွေးလိုက်ရင်လည်းကျွန်တော်တို့ကပုံကအဆင်မပြေဘူးပေါ့နော်ပြီးရ background အမဲရောင်တွေပါတွေပေါ်နေမှာပေါ့နော် Okay ပြီးရင်ကျွန်တော်စာရေးမယ်ဒီ T ဆိုတဲ့ဟာလေးကိုရေးလိုက်ပါ Okay ဒီမှာကျွန်တော်က2025ဆိုပြီးတော့ရေးလိုက်မယ်ဒီကောင်လေးကိုကျွန်တော်တို့ကဒီဒီဇိုင်းလေးတွေလည်းကျွန်တော်တို့လိုချင်တဲ့ပုံစံလေးကိုကျွန်တော်တို့ဒီမှာလုပ်လို့ရပါတယ် ဒီကောင်လေးတွေပေါ့နော်ဒီမှာဆိုလို့ရှိရင်သူဒီဒီကောင်လေးကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကအယောင်တွေပြောင်းလို့ရမယ်ပြီးဒီအောက်မှာသူဒီ application ထဲမှာ auto ပါတယ်ပေါ့နော်ဒီ style လေးတွေရွေးလို့ရတယ်ဒီ AA ဆိုရ AA သေစလုံးကြီးစလုံးလေးဆိုလို့ရှိရင်လည်းအပေါင်းပေါ့နော်ဘာကောင်ကဒီ line spacing တွေပါလေကျွန်တော်တို့ကကျွန်တော်တို့လိုအပ်ကျွန်တော်တို့လိုအပ်တဲ့ပုံစံကျွန်တော်တို့ကလုပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ font တွေပြောင်းမယ်ကြည့်ကောင်းအောင်ပေါ့နော် တို့အယောင်လေးရွေးလိုက်ပါတော့အယောင်ကမလိုက်ဖက်သေးပါတော့ဒါလေးတော့မစိုးဘူးပါတော့โอเคပြီးရင်ဒီ export ဆိုတာလေးနေလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ template ကအရှင်ပြေသွားပြီပါတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုကျန်နေတဲ့လို့ဆိုရင် like share subscribe လုပ်လို့ဒီနေ့ပြည့်တဲ့တောက်ဖို့တောင်းဆိုပါရစေကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်